ကိုဆက်ပြီးတော့အခန်း55ရေဂရမာနှုတ်လေးတွေကိုဆက်ပြီးတော့လေ့လာကြည့်မယ်နော်ဒါဆိုရင်အခုအခန်း55မှာဆိုရင်ကိုရီတရားမဲ့ပထမဦးဆုံးလေးကဘာအိုက်ဝါလို့ခေါ်တဲ့ဒီပတံအမျိုးအစားလေးကိုသိရမယ်ပေါ့နော်အဲ့တော့ဘာအိုက်ဝါအဲ့တော့ဘာအိုက်ဝါရဲ့အရှိမဘာဒီလမ်လေးစွာလေးကိုသိချလေးမှတ်ပါမယ်သူကဘတ်ဆိုရင်ပလိန်ဖောင်လိုက်မယ်အီယဂျစ်ဆိုရင်ဤပြန်ထည့်မယ်နာအဇစ်ဆိုရင်နာကိုပြန်ထည့်မယ် နောင်ဆိုရင်နောင်ရဲ့အနောက်မှာနှော့ထည်ပြီးတော့ဘာအိုင်ဝါနဲ့တုံးလို့ရတယ်ပြန်ပြောမယ်เนาะဘာအိုင်ဝါနဲ့တုံးလို့ရတာကဘတ်ဆိုရင်ပလင်းဖောင်တုံးအီအဂျစ်တစ်ဆိုရင်အီပြန်ထည်နာအဂျစ်တစ်ဆိုရင်နာပြန်ထည်မယ်နောင်ဆိုရင်နှော့ထည်ပြီးတော့တုံးနေဘာအိုင်ဝါအတိပေကကြတော့ဒဲအခါလို့ခေါ်တယ် အဲ့တော့ဒီပတန်အမျိုးအစားကိုဘလို့အခါမှာသုံးမလဲဆိုတော့ပုံမှန်မဟုတ်တဲ့အခြေအနေမဖြစ်တော့မဖြစ်သေးဘူးမဖြစ်သေးတဲ့အရာကိုကြိုတင်ပြီးတော့ပြောဆိုတဲ့အခါမျိုးဒါဆိုရင်ဘာအယူဝါကိုတုံးပေးမယ်အဲ့တော့ဘလို့မျိုးတုံးလဲဆိုတာကိုအောက်မှာဥပမာစာကြောင်းဒီနေတွဲပြီးတော့ကြည့်ကြမယ်ဘာလဲဆိုတော့ခိုင်ရှာနီအိုခူရဲရူဘာယူဝါရရခုစတေခရာဆိုင် အကုမ္ပဏီကိုနှောင်ကြတဲ့အခါမှာဆက်သွင်းပေးပါတကယ်လို့တွေ့မှာကုမ္ပဏီကိုနှောင်ကြပြီလားဆိုတော့နှောင်မကြသေးဘူးမဖြစ်တော့မဖြစ်လာသေးဘူးဒါပေမဲ့ဖြစ်လာမယ့်အရာကိုချိုးတင်ပြီးတော့ပြောဆိုရတဲ့သဘောမျိုးအဲ့တော့ဘာအယူဝါကိုသုံးမယ်နလခုကရှီလျောကဟီစယောနာဘာယွာရန်ဟခုစတေခရာဆိုင် စာရွက်စာတမ်းဒီလိုအပ်တဲ့အခါမှာဆက်သွယ်ပေးပါဒါဆိုရင်စာရွက်စာတမ်းဒီလိုအပ်ပြီလားဆိုတော့မလိုအပ်သေးဘူးဒါပေမဲ့လိုအပ်တဲ့အခါမျိုးမဖြစ်သေးတဲ့အရာကိုကြိုတင်ပြီးတော့ခံမှန်းပြီးပြောဆိုလိုက်တာအဲ့ဒါမျိုးဆိုရင်ဘာအာယူဝါကိုတုံးပေးပါမယ်နော်အဲ့တော့သူ့မှတ်ထားရမှာကဘတ်ဆိုရင် plain form သုံး e adjective e ပြန်ထည့် not adjective not ပြန်ထည့်မယ် noun ဆိုရင် not ထည့်ပြီးတော့တုံးနေဘာအာယူဝါနော်ဒါလေးကိုမှတ်ထားပါမယ် ဒုတိယအနေနဲ့မှတ်မဲ့ပတ္တန်လေးကြည့်ကြည့်ဒုတိယအနေနဲ့မှတ်မဲ့ပတ္တန်လေးကနမေယနိုနိလို့ခေါ်လေပတ္တန်လေးရဲ့နမေယပါလေနိုနိနိုနိရဲ့အတိတ်ဘေကရဲ့တာနေလို့ပြောတာအဲနိုနိဆိုတာဘလို့အခါမှာသုံးမလဲဆိုတော့ ကိုကတခြားစီဆန့်ကျင်ဘက်ဖြစ်တဲ့အရာတွေကိုပြောချင်တာကိုတွေးထားတဲ့အရာနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အရာမျိုးတခြားစီဖြစ်နေတဲ့အရာမျိုးဟိုမှာကိုတွေးထားတဲ့ရလနဲ့ဖြစ်လာတဲ့ရလနေကတခြားစီဖြစ်နေတဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့ဒါဆိုရင်ဒီနိုနီလေးကိုသုံးပြီးလို့ရတယ်ဒါဆိုရင်နိုနီနဲ့သုံးတာလေးကို တွဲကြည့်ဘတ်ဆိုရင် plain form ။ဤအချက်တွေဆိုရင်ဤပြန်ထိမ့်မယ်။နာအချက်တွေဆိုရင် နာပြန်ထိမ့်မယ်။နောင်းဆိုရင် အနောက်မှာနာထည့်ပြီးတော့သုံးနေနိုနှိပါ။ဖြစ်လာတဲ့ရလက်နဲ့တွေးထားတဲ့ရနေလေးကမတူတဲ့အခါမျိုးဆိုရင်ဒီနိုနှိလေးကိုသုံးမိမယ်နော်။အဲ့တော့အောက်ကလေးမှာဥပမာလေးကြည့်လိုက် ခယဝါနိချီယဘီနာနုနိဟာတာရခနာခေရေဘာနာရီမဆန်ဒီနေ့ကတဲ့တနင်္ဂနွေနေ့ဖြစ်ရဲ့သားနဲ့အလုံလုံရတဲ့ဒါဆိုရင်အမှန်တကယ်ဆိုရင်တနင်္ဂနွေနေ့ဆိုရင်နားရမှာဒါပေမဲ့တနင်္ဂနွေနေ့ဖြစ်ရဲ့သားနဲ့ဆိုရယ်တွေးထားတဲ့အတွင်းနဲ့ဖြစ်လာတဲ့ရလနေကတခြားစီဖြစ်နေတဲ့အတွက်ဂျားထဲမှာနုနိနဲ့စပ်ပြီးသုံးထားတဲ့ Nalekwa sanju boom mo mate iru nuni tagu shika kimasa. Minute don't say sauni e tani e. ထကူရှိထက်စီကမလာဘူးလို့ပြောတာဒါဆိုရင်စောင့်နေတယ်ဆိုအမှတ်တကယ်လက်တွေ့မှာလာရမှာဒါပေမဲ့ဖြစ်လာတဲ့ရလနဲ့တွေးရတဲ့ရလနဲ့ကမတူဘူးတခြားစီဖြစ်နေတယ်အဲ့တော့ဒီနူနီလေးကိုတုံပေးရမယ်ဒါဆိုရင်အခုအခန်း45မှာဆိုရင်ဒီပတ်တန်လေးနှမျိုးပဲကိုဒီသိရမယ်နော်တမျိုးကကျတော့ဘာအယူဝတူကမဖြစ်လာသေးတဲ့အရာကိုကြိုတင်ပြီးပြောဆိုရတဲ့အခါမျိုးမှာတုံးမယ် ဒုရိယကနိုနီနိုနီကကျတော့တွေးထားတဲ့ရာလနဲ့ဖြစ်လာတဲ့ရာလနဲ့ကတခြားစီဖြစ်နေတယ်ဆိုရင်ဒီနိုနီလေးကိုတုံးပြရမယ်ဒါဆိုရင်အခုအခန်း45အထွက်ကိုဒီမှတ်စရာကဒီနှစ်မျိုးပဲရှိမယ်နော်ဒီနှစ်မျိုးကိုတေချာလေးမယိုးအောင်လို့တေချာလေးမှတ်ပြီးတော့လေ့ကျင့်ထားပါမယ်